မင်္ဂလာပါကျွန်တော်ကတော့ဆံကယ်နည်းပညာဆွေးဝင်သားသူများပေရှင်မှာခတ်မှုဆိုရဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါဆက်တည်းရဲ့အကြောင်းကိုအာနည်းနည်းလေးပြောချင်လို့ပါအဓိကပြောချင်တာကတော့ဒါလိလာသားညီကိုလေးအတွက်ပေါ့နော်လိလာသားညီကိုလေးပဲဖြစ်ဖြစ်ဒါယူသွားလေးပဲဖြစ်ဖြစ်သိတင်တာလေးတွေကိုနည်းနည်းလေးဒါ share နဲ့လုပ်ပေးတာပေါ့ဘယ်လိုစတင်လိလာမယ်ဘာတွေသိထားသင့်တယ်ဆိုတော့အဲ့ပေါ့နော်အရင်ဆုံးပြောချင်တာကတော့ဒီယူသွားလေးပဲဖြစ်ဖြစ်ဒါလိလာသားညီကိုလေးပဲဖြစ်ဖြစ်ဟိုသိတင်တာဘာလဲဆိုတော့စက်တည်းရဲ့သဘောတရားပေါ့နော် ဟိုမှာကိုယ်ဆိုင်ရာကြောင့်ဆုံးရင်စိတ်ဝင်စားတယ်ဆိုရင်ဒီဆိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသဘောတရားတွေဒီစက်တွေရဲ့ပုံတော့ဒီ engineer ရဲ့သဘောတရားတွေကိုသိဖို့အရေးကြီးပါတယ် engine လုံးကဘယ်လိုအလုပ်လုပ်တယ် first stroke မှာဆိုဘယ်အချက်တွေကဘယ်လိုအလုပ်လုပ်တယ်ဆိုတာတွေဒီစက်တွေရဲ့သဘောတရားကိုဖွဲ့စည်းတိစောက်ပုံအလုပ်လုပ်ပုံသဘောတရားတွေကိုသိဖို့လိုတယ်ဒီလိုသိမှလည်းဘယ်ပိုင်းညာတော့အရေးကြီးတယ်ဘယ်ပိုင်းညာတော့အရေးမကြီးဘူးဘာဖြစ်ရင်ဘာဖြစ်နိုင်လဲဒီလိုဆက်နွယ်နေတာတွေကိုစဉ်းစားတတ်မှဖြစ်တယ်ပေါ့နော်ဒါကြောင့် ဟိုစက်တဲ့သဘောတရားဟိုကတော့ဒါဆက်စရာလုံးမဲ့ညီကိုရီအနေနဲ့ကတော့ဒါအထူးပြောစရာမလိုဘူးเนาะသိရသိရမယ်အဲ user တွေအနေနဲ့ဒါတွေသိရင်ဘာတွေအတားကြက်ရှိတယ်ဆို code ပြီးတွေကို view site တက်လာမယ်ပေါ့เนาะဘယ်ပိုင်းတွေကို view ဆိုင်ဘယ်လိုရေရှိခံနိုင်တယ်ဘယ်ပိုင်းတွေအရေးကြီးတယ်ဘယ်ပိုင်းတွေအရေးမကြီးဆိုတာသိတော့ဒါ view site တဲ့နေရာမှာအများကြီးအကျိုးတက်ရောက်မှုရှိတယ်အဲ့လို view site ရှင်းအဖြစ်ဒါဆက်ကတက်တန်းတွေကိုလည်းရေရှိခံနိုင်တယ်ပေါ့เนาะမဖြစ်တင်တာတွေမဖြစ်ဘူးပေါ့အဲဆက်တဲ့သဘောတရားတော့သိရသိရမယ်ဘာတွေဖြစ်နေရင် အဲဘလိုမျိုးပေါ့နော်ဥမာဟိုမိကိုလိုက်နေအင်ဂျင်ဝင်ဆားတဲ့ဒီမိကိုကဘာကြောင့်လိုက်တယ်ဆိုတာမျိုးတာမီချင်းနဲ့မြင်းနေသူနောက်ဆက်တွဲဆိုးကျိုးကဘာလဲဖြစ်နေတယ်တာမီချင်းတွေကဘလိုဆက်နွယ်ပြီးပြေးနေတယ်ကလပ်ပြကဘလိုဆက်တွဲပြီးပြေးတယ်အဲကွန်နက်တင်းနဲ့ grind တွေကဘလိုလုပ်လို့လဲဒီလိုမျိုးပေါ့နော်ဒီသဘောတရားလေးတွေကိုသိထားပြီးဆိုရင်ပဲဒါတော်တော်လေးအဆင်ပြေတဲ့ထဲကိုပါတယ်တစင်ပြီးတစင်သွားအောင်ပါပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တချို့ဆိုရှိတယ်ဟိုတင်တန်းတွေလိုက်တတ်တယ်ပေါ့နော်ဟိုတင်တန်းမှာတင်တဲ့အကုန်းတီးရအင်ဂျင်တွေခွဲလိုက်ဝမ်းတိုးတက်တယ်တကယ်အပြင်လောကရောက်လာတဲ့နေရာမှာ အဆင်မပြေဘူးမလုံးတတ်ဘူးမတွေးတတ်ဘူးရှိတယ်ပေါ့နော်ဒါတွေက step by step မဟုတ်လို့ပါအပိန်မှတ်ထားတဲ့ကြောင့်ပေါ့နော်ဒီအင်ဂျင်ဥမာပေါ့နော်အင်ဂျင်လုံးခွဲတယ်ဟောဒီညာဒီနဲ့ဟုတ်ပြီဒီညာဒီလိုတက်တယ်ဒီလိုတက်ဒီတော့ clip ပဲတိထားတာပေါ့နော်ဟိုချောချောချူချူဖြစ်နေဘိန်းမျိုးဆိုတော့ကိစ္စမဟုတ်ဘူးပေါ့နော်ဖြုတ်ချလိုက်တယ်ပြန်တတ်တတ်ကြအဆင်ပြေတကယ်ကြောင်တဲ့ပြီးဒီအများကြီးတွေ့ရပါလိမ့်မယ်တကယ်အပြင်လောကမှာတိုင်ပတ်တဲ့ပြီးတွေလည်းကြောင်မစင်းလားမတွေးတတ်တော့ဘူးပေါ့နော်ဒါကဘာကြောင့်လဲဆိုတော့စက်တရဲ့အခြေခံသဘောတရားတွေအပြုအမူတွေနားမလည်တဲ့အခါမျိုးမှာသဘောမပေါက်တဲ့အခါမျိုးမှာတကယ်ကြောင်လို့ဆိုမတွေးတတ်တဲ့ ဒုက္ခမျိုးတွေကြုံရနိုင်တယ်ပေါ့နော်ဟုတ်ပြီဒါနံပါတ်1အနေနဲ့ကတော့ဆက်တဲ့သဘောတရားတွေကိုသိဖို့လိုတယ်နံပါတ်2ကပြည့်စက်ချတတ်ဖို့ပေါ့နော်ပြည့်စက်တွေစတဲ့ခုဖြစ်ပြီဆိုဒီပြည့်ချက်ကဘယ်ဟာဖြစ်နိုင်လဲဆိုတာမျိုးတွေကိုဒါပဲပြီးတော့ရှားတတ်ဖို့ပြည့်ချက်ဆိုဥမာပေါ့နော်ဟိုဥမာတစ်ခုပြောပြရမယ်ဆိုလို့ရှိရင်ဆက်မနိုးဆိုပါစို့ပေါ့နော်ဆိုင်ငယ်တစည်းရာဆက်မနိုးဆိုလို့ရှိရင်အင်ဂျင်ကြောင်းလားစီလိုင်းကြောင်းလားမီးလိုင်းကြောင်းလားအဲဒီလိုမျိုးတွေခွဲခြားတတ်ဖို့လိုတယ်အဲဥမာပေါ့နော်ဆိုင်ငယ်ဆက်မနိုးဘူးလို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့လည်းမသိဘူးပေါ့နော် ဟိုဥမာပေါ့ဟိုတို့တို့ယူကြတဲ့ကနေဖုန်းကဆက်ပြီးတော့မေးမယ်ပေါ့နော်ကျွန်တော်ကဆက်မလို့လို့ဘာဖြစ်တာလဲဆိုဘယ်လိုသိမှာလဲပေါ့နော်ဘာကြောင့်ဘယ်လိုလို့သိမှာလဲဆိုဆက်မလို့နိုင်တဲ့ပြစ်ချက်တွေကအများကြီးပဲရှိတယ်အများကြီးပဲဆိုတာစီလိုင်းတောင်းလဲမလို့နိုင်တာရှိတယ်မီးလိုင်းအင်ဂျင်လိုင်းအများကြီးရှိအဲ့ထက်မှမအသေးစိတ်ထက်ကွဲတာတွေအများကြီးပဲမီးလိုင်းမှာဆိုလို့ရှိရင်လဲဒါကွိုင်းကြီးကျွန်းတာလားဆေးရန်ကျွန်းတာလားကျိုးတွေပြက်ထားလား short ဖြစ်ထားလားအဲတော့ကြိုးတွေလွတ်ထားလာစသည်ဖြင့်ပြအများကြီးစဉ်းစားရတာအများကြီးအဲ့တော့ကျွန်တော်တို့လည်းဘိုင်းပေါ်ကလှမ်းပြမသိဘူးပေါ့ နော်ခြေနိုင်ဘူးပေါ့နော်ဘာလို့ပြည့်ချက်တရရေးလို့တော့မကုန်ဘူးပေါ့နော်အကုန်လုံးအများကြီးရှိတယ်အဲ့ဒီအချိန်မှာမဟုတ်ပြီဟိုပြည့်ချက်ကြဘလို့ရှောင်းလို့ဆိုပယ်တာပေါ့နော်ဘလို့ပယ်လဲဟုတ်ပြီကျွန်တော်တို့အခုဆိုင်ကစီးဆက်မလို့ဆိုပြီးတော့ဆိုင်ကိုရောက်လာခဲ့မယ်ရောက်လာခဲ့မယ်ဆိုရင်စင်းကားပုံတော့ EFI ပဲဖြစ်ဖြစ်ဘာဘီပဲဖြစ်ဖြစ်ဆက်မှန်နေမှဒီလိုပဲစင်းသားမှာပေါ့နော်အင်ဂျင်ပိုင်းမီးလိုက်စီလိုင်းကောင်းမကောင်းမဟုတ်ပြီဒါဆိုလို့ရှိရင်အင်ဂျင်ပိုင်းကောင်းမကောင်းဒါကူနောက်ပိုင်းဆိုဆိုင်ရတာပိုးလွယ်တဲ့ compression meter တွေပေါ်လာတယ်ပေါ့နော် ဟိုတမယိုးကြမယိုးဖလာတိုင်းဆန်းနေတယ်ဆိုရှင်ကသာကွန်မရှင်ကောင်းမကောင်းဟိုဝါရှိပြီးသားလူတွေပေါ်တော့ဝါဆိုကျွန်တော်တို့အဲလုံးနေကြလူတွေတော့ကတော့ကိစ္စမကြီးဘူးနော်ကင်းကင်းကြည့်လိုက်ကြရသိတာလေပြီးရရုပ်ကအင်္ကာရက်ကိုကြည့်ပြီးတော့လည်းသိနိုင်တယ်ပေါ့နော်ဒါလုံးနေကြဆိုရှင်အများနဲ့ကြုံတွေ့နေရတော့ဗျာဒါတွေကထပ်ခါထပ်ခါတွေ့နေရတဲ့ခါမျိုးမှန်းမိနေတာမျိုးပေါ့နော်ဒါမှမဟုတ် plug ကိုလည်းနဲ့ပိတ်ပြီးတော့ကင်းကင်းကြည့်တာမျိုးပေါ့နော် combination block တိုးသေးလေဆိုတာမျိုးလေးဆန်းလို့ရတယ်ဟုတ်ပြီ engine ကကောင်းတယ်ဆိုကျွန်တော်တို့က engine နဲ့ပတ်သက်ပြီးတော့မစင်းသားတော့ဘူး mean line နဲစီလိုက်မစိမ့်သာမှာပေါ့နော်အဲကြမှာမီးထွက်မထွက်မီးမထွက်ဘူးဆိုမှသူ့မှာ stop by stop ရှိတယ် coin တို့ CDI တို့ block coin password coin စသဖြင့်စိရမှာတွေအများကြီးရှိတယ်ဒါတွေတစ်စင်းချင်းစီလိုက်မှာပေါ့နော်မီးထွက်တဲ့ဆိုရင်စီလိုက်နေစိမ့်မှာပေါ့စီရေပိတ်ထားလားတိုင်းကြီးတွေပိတ်ထားလားပိုက်တွေပိတ်ထားလားကာဗင်တာတွေတဲ့အထိမီးရောက်ထားလားပေါ့နော် EFI ဆိုလို့ရှိရင်လည်း pan line တွေ integer line တွေဒါမျိုးတွေစိရမှာပေါ့နော် EFI ကတော့နည်းလေးပြောရတာနည်းပုံများတယ်ပေါ့နော် Okay ဒီလို step by step ဟိုအကောင်လုံးချုံကုန်ပြီဟိုကဖြစ်နိုင်လားဒေတာဖြစ်နိုင်လားဆိုပြီး license တွေအချိန်ကုန်မယ် ဟိုဟိုလိုလိုဒီလိုလိုဟိုအလေးလိုက်စေလိုက်ဒါလေးလိုက်စေလို့ဖြစ်နေမှာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကအဓိကပယ်တတ်ဖို့လိုတယ်ဘယ်လိုင်းတွေဘယ်လိုင်းတွေကိုဖဲချပလိုက်မယ်ဥပမာဟို compression ဆန့်ကြည့်လိုက်မယ် compression ကောင်းလို့ဆိုအင်ဂျင်ဘိုင်းနဲ့ပတ်သက်ပြီးလောလောဆယ်မတွေးသေးဘူးလေမီးပြောင်းနေမီးလိုက်ပဲလိုက်မှာပေါ့အဲ့အချိန်မှာဟိုအင်ဂျင်ဟုံနှုံနှုံဟိုဘားလေးဆစ်လိုက်ဘားလေးဆစ်လိုက်တော့လုံနေကြမလို့ပေါ့နော်ဒီလိုစနစ်နဲ့ပယ်တာပေါ့နော်စနစ်နဲ့ကြည့်တယ်ပယ်တယ်ပြီးရမှာကိုအဖြေရှာရမယ်ဘောင်လေးကိုကျင်းယူလိုက်တာပေါ့ဥပမာကတော့ကျွန်တော်ပြောနေရလို့ပေါ့နော်ဆိုင်ကစီဆမ်မနိုးနိုင်တဲ့ပြည့်ချက်တွေအများကြီးရှိတယ် တဘုံကြီးပဲနော်အထက်ရမှာအကုန်လုံးတစ်ချက်ချင်းစီလိုက်ဆင်နေမှာဆိုပြီးမှာမဟုတ်တော့အထက်ရမှာကျွန်တော်တို့ကအဖြေရှာမယ်ဘောင်ပေါ့နော်အဖြေရှာမယ်ဘောင်ကိုကျင်းယူလိုက်တာပြီးရမှာအပ်ဘောင်အတွင်းထဲဟာစဉ်းစားတာပေါ့ဒါကတပိုင်းပါနောက်တစ်ခုကဟုတ်ပြီအခြေခံဘောင်တရားတွေကိုလည်းသိပြီးပြစ်ချက်လက်ရှာတတ်ပြီးနောက်တစ်ခါပြင်တဲ့အပိုင်းပေါ့နော်ဒီပြစ်ချက်တွေ့လို့ပြင်ပြီးပေါ့ပြင်တဲ့နေရာမှာအဆင်ပြေတာတွေရှိနေတယ်တချို့ဆိုအစားထိုးလေးပစ္စည်းလေးလဲလိုက်တယ်အဆင်ပြေတယ်ကိစ္စမရှိဘူးပေါ့နော်တချို့ပြီးတယ်မှာအဲ့လိုမဟုတ်ပါဘူးတိုင်ပက်တာတွေ အများကြီးကြုံရပါတယ်။တိုင်မြင့်ထားတယ်အများကြီးကြုံရတယ်ဆိုတော့ဟိုအခက်ခဲတွေပေါ့နော်။ဟိုပြောရမယ်ဆိုလို့ရှိရင်တခါလေးဆိုဘာမှမဟုတ်လေဒီ exo neck လေးလောလောကူကူပဲထင်ရမှာနော်။ exo gas gas လေးပြက်နေလို့လဲပေးပါဆိုချွတ်လိုက်တဲ့နှက်ပြက်သွားတာမျိုးတွေဒီဒီလိုမျိုးတွေရှိတယ်။အတွေ့ဒါတွေကအတွေ့အကြုံတွေအခက်ခဲတွေအပြင်လောကမှာအများကြီးလာအောင်ပါကိုထင်မှတ်မထားတဲ့အခက်ခဲတွေပေါ့နော်။ဒါမျိုးတွေကြုံလာပြီဆိုကျွန်တော်ကစဉ်းစားရပြီတွေးရပြီဟိုဖြတ်ထုတ်ညံနေရှိဖို့လိုပြီပေါ့နော်။အဲ့ဒီနေရာမျိုးမှာကျွန်တော်တို့ဘယ်တင်နှန်းလာမှလဲ။ ဲ့တော့ဒီမှာပေါ့နော်မင်းဆိုင်ဖွင့်တဲ့အခါမှာဒီလိုခက်ခဲလေးလာမှာဒါလေးလိုင်းဒီလိုဖြည့်ရှင်းဆိုပြီးတော့အကုန်လုံးကြီးပြော့ပြန်နိုင်မှာမဟုတ်ဘူးအဲအတတ်နိုင်တော့တော့ကိုရီကျုံလာတယ်ကိုပြော့ပြတယ်ရှင်းပြတယ်လက်တွေပြရေပေါ့နော်ဒါပေမဲ့တကယ်အပြင်မှာဆိုင်ဖွင့်တဲ့ခါမျိုးမှာဒိုင်းလိုက်တူလာလာခြင်းလည်းလာမယ်မလာခြင်းလည်းမလာဘူးပေါ့နော်ကိုနဲ့မတူတဲ့ဟာလည်းလာခြင်းလာမယ်ပေါ့နော်တင်းနှမ်းမှာမတင်ခဲ့ရတဲ့အခက်ခဲတွေလည်းကျုံဝင်ကျုံမှာအဲ့ဒီအချိန်မှာဘာတွေကွာဝါလဲဆိုလို့ရှိရင် ါကြောင့်ကျွန်တော်ပြောတယ်ကျွန်တော် online class ကညီကိုရေဆိုလို့ရှိရင်လည်းကျွန်တော်အဓိကသင်ပေးတာကဟုတ်တယ်ပြင်납ဖို့ကလွယ်တယ်တွေးတတ်ဖို့တွေအခြေခံသဘောတရားတွေကိုနားလည်ဖို့ဖြတ်ထုတ်ရတဲ့ရှိဖို့အဓိကသင်ပေးတာတချို့တော့အခက်အခဲတစ်ခုလာရင်မတွေးတတ်တော့ဘူးပေါ့နော်တွေးကြည့်လိုက်ရင်လည်းတွေးလို့ရတဲ့အပိုင်းတွေသူတို့တက်ထားတာတွေပေါ့နော်သူတို့သိထားတဲ့တက်ထားတဲ့ဟာတွေကိုအခြေခံပြီးတော့တွေးလိုက်မယ်ဆိုလို့ရှိရင်တွေးလို့ရတယ်ဒါပေမဲ့သူတို့မတွေးတတ်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကိုတက်ပြီးသားပညာတွေကိုထုတ်ပြီးတော့မတုံးတတ်လို့ပေါ့နော်ဒါကလည်းအရေးကြီးတယ်ဒီလိုတွေတုံးတတ်ဖို့လည်းလိုတယ် အဲဒါကြောင့်ဒီဓာရီတို့အဓိကကျွန်တော်လုတ်ပြရတဲ့အထက်မှာပါတယ်ပြင်ပြီးဟုတ်ပြီကျွန်တော်မှတက်ထားတာရရှိတယ်ဓာရီတို့ဘယ်လိုစဉ်းစားမလဲကိုတက်ထားတာပဲပေါ့အခြေခံပြီးတော့တွေးရမယ်ပေါ့နော်ဒီနောက်ဆိုရှင်ဒီလောက်ချုံရင်ပြတ်နိုင်လားဆိုတော့ဒါတွဲခေါ်ပိုင်းနဲ့အများကြီးပါသွားပြီနောက်တစ်ခုကဆက်ဆက်ပြီးတော့တွဲရမယ်ပေါ့နော်ဟုတ်တယ်ဒီကျွန်တော်တင်းတန်းမှာတော့တင်းမှာပဲဒီနောက်ဆုံးအလွယ်ဆုံးဥပမာတစ်ခုပြောပြမယ်ဗျာဒီအိဆောကက်စကက်ပြတ်တယ်လဲမယ်ဆိုပါစို့ပေါ့နော်ဟိုဒီအိဆောကက်စကက်လဲဖို့အတွက်ကအိဆောချွတ်အောင်မှန်တယ်မှန်တယ်ပေါ့နော်ချွတ်ကိုချွတ်အောင်မှန်တယ် ဒါပေမဲ့နောက်ဆက်တွဲတွေဆက်ပြီးတော့ဘယ်လိုမျိုးတွေတွေးဖို့လိုလဲဆိုတာဒေနက်ကချွင့်ရင်တန်ကြီးတက်နေတော့ပြတ်နိုင်တဲ့နဲ့လားပါနိုင်တဲ့နဲ့လားဒီလိုမျိုးတွေဒါနောက်ဆက်တွဲတွေကိုတစ်ချက်ကလေးစဉ်းစားလိုက်ချင်ပါဘူးเนาะတစ်ခါလေးပိုင်ချက်ရေးကြည့်တဲ့ချွတ်ပစ်တဲ့ပြတ်သွားတဲ့အပြတ်နာကိုမှလာပြီးတိုင်ပတ်တယ်ဟိုလည်းလုံမြဟတ်တစ်ဖြုတ်ကဒီဆိုင်တွေပြေးရရှိတယ်ပေါ့နော်ရွှေပစ္စည်းမစုံတဲ့နေရာမျိုးတောက်တွေပါရရလည်းမရှိဆိုဒါမျိုးတွေကျုံသွားတယ်အဲ့တော့အဲ့လိုမျိုးနောက်ဆက်တွဲတွေကိုလည်းစဉ်းစားတတ်ဖို့လိုပါတယ် ဒေတာတစ်ခုလုံးလိုက်ရင်နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲချို့တော့တန်လိုက်တော့ချို့မြတာချို့လို့ client ဝင်သွားတာမျိုးတွေကြုံရတတ်တယ်ပေါ့နော်ဒါတွေကတော့တမျှပြောလိုက်ရင်တော့လွယ်တယ်လေမြင့်ဒီလိုချို့ရင်ဒီလိုပြတ်တတ်တယ်အော်ဟုတ်တာပဲဒါဆိုငါမချို့တော့ဘူးပေါ့နော် client ဆိုလည်းဒီလိုမလုပ်နဲ့ client ဝင်သွားမှာဆိုဟိုဆရာနဲ့တွဲလို့နဲ့အချိန်မျိုးမှာတော့လွယ်တယ်ကိုယ်တိုင်လုပ်တဲ့ခါမျိုးမှာဒီလိုမျိုးတွေရေချေတဲ့ကျိုးပြီးတော့တွဲတဲ့ဖို့တွေလိုတယ်အဲဒါတွေကလည်းသင်တန်းမှာအဓိကပြော့ပြရမယ့်အကြောင်းအရာတွေပေါ့နော်ဒါကြောင့်လဲကျွန်တော်ဒီ online class တွေမှာဒါတွေအဓိကလုပ်ပေးရပါတယ် โอเคပါဒါကတော့ဟိုအတွေးခေါ်ပိုင်းနေတဲ့ပတ်သက်ပြီးတော့လည်း share ရင်းလုပ်ပေးတာပေါ့နော်နံပါတ်1ကတော့ဒီသဘောတရားတွေအခြေခံသဘောတရားတွေနားလည်ဖို့တွေးခေါ်ကောင်းဖို့ပြင်သက်ဖို့ပြည့်စက်ရှာတတ်ဖို့ပေါ့နော်ဖြတ်ထုတ်ဉာဏ်လေးရှိဖို့ဒါလေးတွေကိုလုပ်ပေးတာပါ online သင်တန်းတက်ချင်တဲ့ညီကိုရေးရောပေးမစင်ကြမှာပဲဖြစ်ဖြစ်ဒီ TikTok မစိတ်ပေါင်းမှာပဲဖြစ်ဖြစ်ဆက်တွေ့တက်ရောက်လို့ရပါတယ်